အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ရဲ့ကျမရေးပညာပေးအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကုသချင်းတဲ့မဖြစ်ခင်ကကြိုသိမ်းကောက်ွယ်ချင်းအကြောင်းကို ပြောပြချင်ပါတယ်လူတယောက်ဟာ ကျမရေးချိုးတက်လာပြီဆိုရင် သူတယောက်တည်းခံစားရတာ မဟုတ်ပါဘူးတမိသားစုလုံးပါ အလုံးရှုံးငွေကုန်ပြီးစိတ်တော့ကရောက်ရပါတယ် ဒါကြောင့်လူတိုင်းကျန်းမာရေးကောင်းစေဖို့ဂစ်ယူစိုက်ရန်လိုအပ်ပါတယ်။မကျန်းမာမှဖြစ်မှဂယူစိုက်တာထက် မဖြစ်ခင်ကကျုပ်တင်ကာကွယ်တဲ့နီလန်ကပုံမထီရောက်ပြီးကုန်ကြစိတ်လဲတက်တာစီပါတယ်။ဒီလိုမှာလူတိုင်းကြောက်ကြတဲ့ကင်ဆာရောဂါအကြောင်းနဲ့ဘာကြောင့်ဖြစ်ရတဲ့ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်းတွေကိုဒေါက်တာအင်းမြချေရေးသားထားတဲ့ blog တစ်ခုကို ကိုးကားပြီး ကျန်းမာရေးဗဟုသအဖြစ်မျှဝေပေးမှာပါ။ ဒါကြောင့်အဆုံးထိကြည့်ပေးကြပါဦးနော်မိသားစုတိုင်းတတိထားရမယ်ကင်ဆာရောဂါအကြောင်းဖြစ်စေတဲ့အကြောင်းရင်းများနဲ့ကြိုတင်ကောက်ွယ်နည်းများကင်ဆာရောဂါဟာအခုမြန်မာနိုင်ငံမှာအများဆုံးဖြစ်ပွားနေတဲ့ရောဂါဖြစ်ပြီးဒီထက်မကဖြစ်ပွားဖို့အလားအလာတွေလည်းများနေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကင်ဆာရောဂါဖြစ်စေတဲ့အကြောင်းရင်းလေးတွေကဘာတွေလဲဆိုတာပြောပြမယ်နော် ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်။ဒီထဲကမှကင်ဆာဖြစ်စေနိုင်တဲ့နေ့စဉ်သုံးအိမ်သုံးပစ္စည်းတချို့အကြောင်းကိုပြောပြပေးပါမယ်။ မိသားစုတိုင်းအတွက်အိမ်ဟာ အနားယူအပန်းဖြေနေရတခု ဖြစ်တဲ့ရာကအခုနောက်ပိုင်းမှာအနေရပေးနိုင်တဲ့လူသုံးကုန်ဖြစ်စည်းတွေဝိုင်းရန်လာနေတာ တွေ့လာရပါတယ်လူသုံးကုန်တွေခင်မီစမ်းပြလာတာနဲ့အတူကင်ဆာဖြစ်စေတဲ့ဓာတုဖြစ်စည်းတွေနဲ့ထိတွေ့မှုပိုများလာက ကျန်းမာရေးထိခိုက်လာစေပါတယ်အောက်ပါအိမ်သုံးပစ္စည်းတွေဟာအမေရိကန်နိုင်ငံကင်ဆာကာကွယ်ရေးအဖွဲ့မှာ ကြီးညာထားတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ကာစီနိုဂျင်တွေဖြစ်ကြတာမို့ရှောင်ကျဉ်သုံးဆဲကြဖို့ဖော်ပြပေးလိုက်ပါတယ်ရှင်။နံပါတ်၁ကင်ဆာဖြစ်စေတဲ့မကောင်းတဲ့ formaldehyde nitrobenzene နဲ့ မီတိုင်းလင်းကိုရိုက်စတာတွေဟာနေ့စဉ်အသုံးများတဲ့ရာဘာလူသုံးကုန်ပစ္စည်းတွေပလတ်စတစ်အယောင်ဆိုးစီအမွေးအကြိမ်ထွက်ကုန်တွေအလောက်ကုန်ပစ္စည်းရင်မွေးတွေဘော်ဒီလိုရှင်လိမ်းဆေးတွေနဲ့ခေါင်းလျှော်ရည်တွေမှာပါဝင်နေတာဆိုတော့အဲ့အရာတွေကိုနေ့စဉ်ရက်ဆက်အသုံးများလေလေကင်ဆာဖြစ်ဖို့အခွင့်အလမ်းများလေလေဖြစ်ပါတယ်။ဒါကြောင့် အဲ့ဒီလိုကင်ဆာဖြစ်စေတဲ့ဓာတ်ထုပစ္စည်းတွေနဲ့အထိအသွေးနဲ့အောင်စီစဉ်နိုင်ပါမှမိမိရောမိမိမိသားစုပါကျန်းမာရေးဘေးကင်းမှာဖြစ်ပါတယ်။နံပါတ်၄လေတက်အောင်ဖြန်းတဲ့အနံ့ဖြောက်တဲ့ air fresher အနံ့ဖြောက်စေ ခံဘူးအများစုမှာအငွေ့ပြန်စီတဲ့ကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် ဖြစ်နိုင်ရင်မသုံးတာအကောင်းဆုံးပါအခန်းကိုအနည်းရောင်နဲ့လေကောင်းလေတန့်ရရှိအောင်စနစ်တကျထားသူချင်းပရင်ပောက်တွေဖွင့်ထားချင်းပန်ကာနဲ့လေမှုပန်ကာတွေတက်စင်ဖွင့်ထားချင်းစတာတွေက အနံ့ဖြောက်စည်းတွေတုံးစရာမလိုပဲ အခန်းကို အနံ့အသက်ကင်းစေပါတယ်အကယ်လို့အနံ့ဖြောက် အမွေးနှံ့ကိုတုံးချင်နေဆိုရင်တဘာဝနီလန်းတွေနဲ့လည်းတဘာဝရနံ့တွေနဲ့လည်းဖန်တီးလို့အသုံးပြုလို့ရပါတယ်နော်နံပါတ်3အလောက်ပြင်ပစ္စည်းတွေနဲ့တကိုရီတုံးတန့်ရှင်ရင်ပစ္စည်းများလူတိုင်းမြစ်စင်ဆွေးမြင်းစွာတုံးကြတဲ့အောက်ပါဒီကလူတွေအထူးသဖြင့်နောက်ချင်သူတွေအကောင်းကျိတ်သူတွေကိုကင်ဆာဖြစ်စေတာတွေနဲ့နေစဉ်အထူးတွေ့များစေပါတယ် နံပါတ်၄ Costipmic Man Makeup များအောက်ခံ Makeup Foundation များအဲ့ဒီအလားပြင် Makeup တွေမှာပါတဲ့ BHA နဲ့ TALC ပေါင်တာကကာစီနိုဂျင်တွေဖြစ်ကြပါတယ်။ TALC ကအဆုတ်တွေကိုဓာတ်မတည့်မှုဖြစ်စေပါတယ်။ကလေးပေါင်တာတွေမှာပါတဲ့ TALC ကြောင့်အသက်ကြီးလာတဲ့အခါမျိုးဥအိတ်ကင်ဆာတွေဖြစ်လာစေတာတွေတွေ့ကြရပါတယ်။ TEA ခေါ် ပါဟော်နိုလမင်းကနိုက်ထရိုတွေတက်ပြုပြီးကာစီနိုဂျင်နိုက်ထရိုမင်းတွေအဖြစ်ကြောင်းလဲသွားစေပါတယ်။လာနိုလင်းဆိုတဲ့အရာက DDT ပိုးသက်စေနဲ့ကင်ဆာဖြစ်စေစေတဲ့အခြားအင်းဆက်နဲ့ပိုးမွှန်းသန့်စေတွေနဲ့ထိတွေ့ရောနှောနေတတ်ကြပါတယ်။ပါရာဘင်းဆိုတဲ့ရေနံထွက်ဓာတုပစ္စည်းတမျိုးကထိသွေးတဲ့အရေးအပြားတွေကို ရောင်ရမ်းခြင်းဖြစ်လာစေပါတယ်။ ဒီမဲ့ဆိုတာတွေကအရေးပြားတွေကိုအစိတ်အတော့ဖြစ်စေပြီးရောင်ရမ်းလာစေပါတယ်။ဒါကြောင့်ပွဲနေပွဲထိန်သွားတဲ့အချိန်ကလွဲပြီးကြံတဲ့အချိန်တွေမှာတော့မိတ်ကပ်တွေမသုံးတာအကောင်းဆုံးပါပဲ။မဖြစ်မနေလိမ့်ကြံပြီးဆိုရင်လည်းပြီးတာနဲ့ချက်ချင်းတန့်စင်ပြည့်တင်ပါတယ်။နံပါတ်၄ကတ္တရာပါတဲ့သွားသိစေးများသွားသိစေးဒီမှာပါတဲ့ FT နဲ့ M Blue တွေက ကာစီနိုဂျင်တွေဖြစ်ကြပါတယ်။ဆက်ခရင်ကလည်းကင်ဆာဖြစ်စေနိုင်တယ်လို့သွားတွေကြောက်ခံစေနိုင်တယ်ဆိုတော့ဖလိုရိုက်ကလည်းကင်ဆာဖြစ်နိုင်ခြေရှိတာကိုတွေ့ရပါတယ်။နံပါတ်3စပင်ပျော့စေး။ဥပမာ VO5 conditioner essence of natural henna သဗင်ပြောက်စေးတွေမှာပါတဲ့ formin dehydrin ဓာတ်ပေါင်းတွေကကင်ဆာဖြစ်စေပါတယ်။အာရုံကြောတွေကိုအဆိုင်တင်စေပြီးထိမိတဲ့အရေပြားတွေရောင်ရမ်းစေပါတယ်။ဓာတ်မတဲ့ရာရန်တာတွေဖြစ်စေပါတယ်။ polysorbic 18ဆိုတဲ့ပစ္စည်းကြောင့်လည်းကင်ဆာတွေဖြစ်လာစေပါတယ်။ FDN Rec4 ကလည်းကာစီနိုဂျင်ပဲဖြစ်ပါတယ်ဖရန်ဂရက်ဆိုတဲ့ပစ္စည်းကလည်းကာစီနိုဂျင်ပဲဖြစ်ပါတယ်ခေါင်းလျှော်ရည်ဘူးတွေမှာလည်း ဓာတုပစ္စည်းတွေပဲအများဆုံးသုံးထားတာမို့တစ်ချိန်လုံးသုံးနိုင်မဲ့အစာရိုးရာသရော၊ကင်မွန်းသီးနဲ့ခေါင်းလျှော်ပေးသင့်ပါတယ်။နောက်ထပ်အကြံပြုချင်တာကတော့ကိုယ်သုံးမဲ့ခေါင်းလျှော်ရည်၊ရှမ်ပူလေးတွေကိုလည်းအငူးတိချဖတ်ပြီးတော့ဝယ်သင့်တယ်လို့အကြံပြုပါစီရှင်။နံပါတ်၄စပင်းဆိုးဆေးများစပင်း ဖြူသူတွေတမကလူငယ်တွေကပါဖြူနေကြောင်ကြားကာလာဆုံးစပင်ဆိုးဆေးအမျိုးမျိုးသုံးဆွဲမှုများလာကြပါတယ်။မိမိကောင်းပေါ်အစိတ်တွေကာစီနိုဂျင်တွေတင်ထားပြီးကင်ဆာအဖြစ်ခံနေကြတာတတိထားဖို့ကောင်းပါတယ်။အဲ့ဒီမှာပါတဲ့ကွာတမီယန်15 thermodynamic releaser တွေကကာစီနိုဂျင်တွေအာယုံကြောအစိတ်တွေအရေပြာရောင်ရမ်းစေတာတွေနဲ့အလက်ကျထဆေးတဲ့ပစ္စည်းတွေဖြစ်ကြပါတယ်။ ကန်တိုနယ်မီ DEA ကကာစီနိုဂျင် ဖြစ်တဲ့အပြင်နိုက်ထရိုဂျင်တွေနဲ့ထိတွေ့တဲ့အခါကင်ဆာဖြစ်စေနိုင်တဲ့နိုက်ထရိုဂျင်စမင်းတွေအဖြစ်ပြောင်းကကင်ဆာတွေဖြစ်လာစေပါတယ်ပန္နလီဒီနမိုင်းပါဝင်မှုကြောင့်ကင်ဆာနဲ့အရည်ပြားရောင်ရမ်းတာတွေဖြစ်စေပါတယ်။ပိုလီမီဒိုက်ကွန်နဲ့ဖရန်ကပ်ပါဝင်တာကြောင့် ထိတွေ့တဲ့အရေးပြားတွေရောင်ရမ်းလာစေပါတယ်။အကြံချင်ရောက်ရင်လူငယ်လေးတွေဒါမှကကလေးပေါက်ဆက်မတွေကိုပါဖြူနီကြောင်ကြားရောင်စုံစပင်ဆိုးစေးဆိုးတာမလုပ်သင့်ပါဘူး။စပင်ပေါ်မှာလက် ချီနေတတ်တဲ့အဲ့ဒီဆေးဆိုးတွေရဲ့အန္တရာယ်ကိုထည့်သွင်းစဉ်းစားဆင်ခြင်သင့်ပါတယ်။ဆိုးဆေးတွေအတုံးပြူတာတွေကြောင့် NHL lymphoma, myeloma, multiple myeloma နဲ့တခြားကင်ဆာအမျိုးမျိုးဖြစ်ပေါ်လာစေတဲ့အထောက်အထားတွေတွေ့လာရပါပြီ။ဒါကြောင့်အလပအတွက်ကင်ဆာအဖြစ်ခံပြီးသေပင်ရောင်ဆုံးဆိုးမဲ့အစားတဘာဝအသိမ်းထားတာကကောင်းပါတယ်။တကယ်လို့ မဖြစ်မနေဆိုရမယ်ဆိုရင်တဘာဝအပင်တွေနဲ့ဆိုးလို့ရမယ်နီလန်းတွေလည်းရှိပါတယ် နံပါတ်၄အိမ်သွင်းသုံးပစ္စည်းများအချို့တော့တကူရင်တန့်ရှင်ရင်သုံးပစ္စည်းများမှာဓာတုပစ္စည်းတွေဖြစ်တဲ့ crystal link silica တွေကကာစီနိုဂျင်တွေဖြစ်တဲ့အပြင်မျက်စိအရည်ပြားနဲ့အဆုတ်ကိုဒုက္ခပေးပါတယ်အလက်ဂျင်လည်းထားစီပါတယ်အပြင်စားကြီးချွပစ္စည်းတွေဖြစ်တဲ့ hairy jutti cleanser တွေပါတယ် crystal link silica တွေကလည်းအလားတူပဲကင်ဆာမျိုးမျိုးဖြစ်စေသလိုမျက်စိအရည်ပြားနဲ့အဆုတ်တွေကိုအလက်ဂျစ်ဖြစ်စေတယ် ရိုးရိုးဆက်ပြားနဲ့ရေမများတုံးတန့်ရှင်းတာကပဲဘေကင်းစေပါတယ်။မဖြစ်မနေမရှိမဖြစ်သုံးရမယ်ဆိုရင်လည်းပါဝင်ပစ္စည်းတွေကိုအညွန်းတွေကိုတခြားဖတ်ပြီးမှ သုံးပါလို့အကြံပြုပါစီရှင်။နံပါတ်၅လိုင်စောပါတဲ့ပိုးတည်စေတဲ့ဖြန်းစီလိုင်စောပါတဲ့ပိုးတည်စေတဲ့ဖြန်းစီမှာအိုအိုပီပီတွေပါဝင်တဲ့အတွက်ကင်ဆာဖြစ်စေတဲ့အပြင်ဓာတ်မတည့်တာတွေပါဖြစ်စေပါတယ်။ ံပါတ်6ကြောင်တန်းခွေးတန်းနဲ့မွားပပျောက်စေတဲ့လေပဲအဲ့ဒီမှာပါတဲ့ proposal ဆိုတဲ့ပစ္စည်းကကာစီနိုဂျင်နဲ့အာယုံကျော်အစိပ်ဖြစ်စေတဲ့ဓာတုပစ္စည်းဖြစ်တယ်။အဲ့ဒါတွေနဲ့ထိသွင်းမိရင်ချက်ချင်းရည်စေးဖို့လိုအပ်ပါတယ်။နံပါတ်9ရည်ညှိပျောက်စေ။အဲ့ဒီမှာပါတဲ့ sodium dichloride V နောက် C acetate ဆိုတာကကင်ဆာဖြစ်စေတဲ့ပစ္စည်းဖြစ်ပြီး လင်ဖိုမာတိရှူးပြော့တွေရဲ့ဆာကိုမာနဲ့ချာကင်ဆာတွေဖြစ်လာစေပါတယ်ဒါပြင်အာယုံကြောနဲ့မြို့ပွားအင်္ဂါတွေမှာလည်းအစိတ်ဖြစ်လာစေပါတယ်။နံပါတ်၈အမေဒါချောင်းအမေဒါချောင်းမှာပါဝင်လာတွေကဘင်ဆိုင်ဟန်ဆာကလိုရိုက်ဆိုတဲ့ကာစီနိုဂျင်နဲ့ဒန်တာဆိုတာကကင်ဆာဖြစ်စေတဲ့အပြင်အလက်ဂျင်နဲ့ဒမ်တဲ့တာတွေပါ ဖြစ်လာစေပါတယ်။ DDT ဒိုင်းဒရင်းတွေကလည်းကာစီနိုဂျင်နဲ့သရိုက်ဆက်ထွက်အစ်စထရိုဂျင်တွေဖြစ်ကြပါတယ်။တခြားပါတဲ့ဟော်မုန်းတွေကလည်းကာစီနိုဂျင်နဲ့မိမအတွင်ပြင်ပိုဖြစ်စေတဲ့အဆိုးကျိုးတွေပေးကြပါတယ်။သရိုက်ဆက်မွေးမြူရေးမှာတုံးတဲ့ပဋိစေဝဆေးတွေက လူတွေမှာစီးရင်ပါတာအပြင် အလတ်ကျက်နဲ့ကင်ဆာတွေဖြစ်လာနိုင်စေပါတယ်။မပုတ်တော့အောင်ထက်တဲ့ရန်စိမ့်နိုက်ထရိုဂျင်တွေကြောင့်လည်းအသားထဲကပါတဲ့ အင်မင်နဲ့ပေါင်းပြီးကင်ဆာဖြစ်စေတဲ့နိုက်ထရိုဂျင်တွေအဖြစ်ပြောင်းလဲသွားကလူကိုဒုက္ခပေးပါတယ်။နံပါတ်5အစီမထုတ်ထားတဲ့နွားနို့ အဲ့ဒီမှာပါတဲ့ DDT ဓာတ်ဒွင်းတွေကအထက်ကပြောသလို ဆိုးကျိုးဖြစ်စေပါတယ်။ Hexaclorine bisin ကကင်ဆာအပြင်အာယုန်ကြောနဲ့မျိုးပွားအင်္ဂါတွေကိုအဆင့်တင်စေပါတယ်။ပါလာတဲ့ပသိဇေဝဆေးတွေကလည်းအထက်ပါအတိုင်းဒုက္ခပေးပါတယ်။ကြီးထွားဟော်မုန်းတွေပါလာတဲ့အတွက်အဲ့ဓာတွေက ရင်တားကင်ဆာ၊ဥမကြီးနဲ့စီးကျိတ်ကင်ဆာတွေဖြစ်လာစေတာကိုသိရပါတယ်။နံပါတ်၁၀အဝတ်လျှော်စက်ပြများဒီ ဘာကျန်တွေမှာအစိတ်အတော့ဖြစ်စေတဲ့ဓာတုပစ္စည်းတွေအများစု ပါဝင်ပါတယ်။ရေလျှော်တာမပြောင်းရင်အဝတ်တွေပေါ့ကန့်ကြန်ခဲ့တဲ့ဆက်ပြာတွေကအရေးပြားတဲ့ဆုတ်ဝင်သွားသလိုအငွေ့ပြန်သွားတာတွေကလေထဲကတစင်အသက်ရှူလန်းကြောင်းတဲ့ရောက်သွားပါတယ်။အဲဒီမှာလည်းကင်ဆာဖြစ်စေတာတွေနဲ့မျိုးပွားအင်္ဂါတွေပေါ်မှာအစိတ်ဖြစ်စေတာတွေပါဝင်ပါတယ်။ အဆုတ်ကို ထိခိုက်စေတာအဆုတ်အမေးပါရောင်ရမ်းစေတာတွေပါဝင်ပါတယ်။နှလုံးနဲ့သွေးကြောအဖွဲ့၊ကြောက်ကတ်နဲ့အာရုံကြောအဖွဲ့ကိုထိခိုက်စေတဲ့ဖီနောတွေလည်းပါဝင်ပါတယ်။ ်အထက်ပါရီကို လေ့လာကြည့်ရင်အိမ်တွင်းသုံးပစ္စည်းတွေကနေ့စဉ်သုံးဖြစ်နေတော့ကင်ဆာဖြစ်စီဖို့အလက်ချစ်ထစီဖို့ဒန်းစပိုများနေစေပါတယ်တချို့လူသုံးကုန်တွေပေါ်မှာအနည်းငယ်တတိပေးအဖြစ်ကင်ဆာဖြစ်စီတယ်ဆိုတာထည့်မိထားကြပါဘူးစားတောက်ကုန်တွေပေါ်မှာလည်းကိုလက်စထရောလ် အကြောင်းလောက်ပဲရေးပြီးကာစီနိုခြင်းဖြစ်တယ်ဆိုတာမပါပါဘူးအလားပြင်ပစ္စည်းတွေမှာလည်းအလားတူပါပဲပါဝင်ပစ္စည်းလောက်ပဲဖော်ပြထားကြပါတယ်အင်းဆက်ပိုးနိုင်နင်းစည်းတွေပိုးတက်စည်းတွေမှာလည်းထုံနည်းလက်ကောင်းပါပဲအခုလိုအေးပစ္စည်းတွေကကင်ဆာဖြစ်စေတယ်လို့ဖော်ပြပေးနေတာကလည်းသိပံပညာရှင်တွေနေနေချွတ်ချွတ်လေ့လာမှုကြောင့်သိရှိရတာပါတစ်ခေါက်တစ်ခေါက်နဲ့ ကင်ဆာဖြစ်စေတာမဟုတ်ပဲအကြံရည်ထိတွေ့ညားလာတဲ့အခါမှာကင်ဆာဖြစ်စေဖို့အခွင့်အလမ်းတွေပိုများလာလို့ဆိုချင်တာပါကပတ်အနက်မှာကင်ဆာဖြစ်ပွားနှုန်းကဒုံးပြန်နှုန်းနဲ့တဟုန်ထိုးညစ်တက်နေပါတယ်အခုလောလောဆယ်မှာလူသားအလုံးရဲ့သုံးပုံတစ်ပုံကတက်တန်းတလျှောက်လုံးတစ်ချိန်ချိန်မှာကင်ဆာရောဂါခံစားလာရပြီးလေးပုံတစ်ပုံကတော့အဲ့ဒီရောဂါနဲ့ပဲသေဆုံးရပါတယ် ကင်ဆာအတော်တော်များများကအထက်ပေါ်ပြပါအိမ်သွင်းသုံးပစ္စည်းတွေအလားပြင်ပစ္စည်းတွေမွေးမြူရေးထိုးအစားအစာတွေအားလုံးကို ရှောင်ကျဉ်လိုက်မယ်ဆိုရင်ကင်ဆာဖြစ်နှုန်းချော့ချနိုင်ပါတယ်မြန်မာပြည်မှာတော့ဤပညာအားနည်းချက်တွေကြောင့်ကင်ဆာဖြစ်ပွားနှုန်းဟာ အခုနောက်ပိုင်းဆေးဆုမြင့်တွေအတွင်းအတော်ကြီးမြင့်တက်နေပါတယ်ကမ္ဘာမှာကင်ဆာအဖြစ်ဆုံးဆယ်နိုင်ငံထဲမှာဒုတိယချိန်နေတာဆိုတော့ မြမပြည်သူပြည်သားတိုင်းမိမိကိုယ်တိုင်အထက်ပါလူသုံးကုန်ပစ္စည်းတွေကိုနေ့စဉ်မသုံးဖြစ်အောင်ပုံမှန်ကောင်းမှုနဲ့ပစ္စည်းများရေးချဲ့သုံးစွဲနိုင်အောင် အထူးတည်ထားသင့်ပါတယ်။ပတ်ဝန်းကျင်လူသုံးကုန်ပစ္စည်းတွေမှာကင်ဆာဖြစ်စေတာတွေကအနှံ့အပြားဖြစ်နေတာဆိုတော့အထူးတည်ထားပြီးတဘာဝပစ္စည်းများကိုဒါ ရွေးချယ်သုံးစွဲပါမှကင်ဆာဖြစ်ပွားမှုအထက်အလျောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါကြောင်းရှာဖွေဖော်ပြပေးလိုက်ပါတယ်။ဒီအကြောင်းတွေကတော့ဒေါက်တာအင်းမြတ်ချေရေးသားထားတဲ့ဘလော့တစ်ခုကိုကိုးကားပြီးပြောပြထားတာဖြစ်ပါတယ်။ခုပြောပြတာတွေကစီးပညာရဆိုင်ရာအတုံးလုံးတွေပါဝင်တာကြောင့်ပရိသတ်တို့အနေနဲ့နားလည်ဖို့ခက်ခဲစေမှာပါ။အချို့အားဖြင့်ပြောရရင်တော့ကျမတို့နေ့စဉ်သုံးနေတဲ့နေ့စဉ်သုံးပစ္စည်းတွေအသင့်စားအစားအစာတွေကိုတတ်နိုင်သမျှရှော့ချပြီးတဘာဝ နီလန်းတွေနဲ့အစားထိုးနိုင်ပါကတင်းနဲ့တင်းမိသားစုအတွက်ကင်ဆာဖြစ်စွမှာကာကွယ်ပေးနိုင်ပါတယ်။ပရိတ်သတ်ကြီးအလုံးစမ်းမပျော်ရှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။